တုတ်တန်ကျန်73အပိုင်ငယ်စနစ်မှာဘာဖော်ပြထားလဲဆိုတော့မျော်လင့်သောအရာဖြစ်ညွန့်ကြံ့ကြာလို့ရှိရင်တဲ့စိတ်နှလုံးကိုပူပန်စေတယ်နော်စိတ်နှလုံးကိုဖျားနာစေတယ်လို့တောင်ပြောတာအဲ့တော့တခုခုကျွန်တော်မျော်လင့်ပေမဲ့အဲ့ဒီအရာကိုရောက်ဖို့အရန်ကိုကြံ့ကြာနေတယ်ကိုယ့်ရဲ့ခက်ခဲတဲ့ကာလဒါမှမဟုတ်ကိုယ့်ရဲ့မှောင်မိုက်ကာလကိုယ့်ရဲ့အဆင်မပြေတဲ့ကာလကိုယ့်ရဲ့မုံတိုင်းကာလလား အရန်ကြံ့ကြာဘာမှကိုမျော်လင့်တဲ့အရာ မျော်လင့်တဲ့အတိုင်းမရောက်လာနိုင်တဲ့အခါမှာစိတ်နှလုံးထဲမှာဖျားနာတကယ်တို့ဖြစ်လာတယ်တဲ့ဒါပေမဲ့အဲ့ဒီအလူပြည့်စုံတဲ့အခါကျတော့အသက်ပင်ဖြစ်တယ်တဲ့အလူဆန္ဒပြည့်စုံခြင်းမျော်လင့်တောင်းတတဲ့အရာပြည့်စုံခြင်းက ရှင်တန်ခြင်းအနှစ်သာရဖြစ်တယ်အဲ့တော့တခါလေးရင်ကျွန်တော်နားလည်ဖို့လို့အပြန်နားပါလဲဆိုတော့နှောင့်နှင်းကြံ့ကြာသွားတဲ့ နှောင့်နှေးကြံ့ကြာစေတဲ့အစီတားရှိတယ်။အဲ့ဒီအစီတား၄မျိုးကိုဒီကနေ့အတူတကွဆင်ခြင်နှလုံးသွင်းခြင်းတယ်။အဲ့ဒီအစီတား၄မျိုးကိုကျွန်တော်နားလည်သွားရင်နှောင့်နှေးကြံ့ကြာသွားတဲ့အခါမှာလည်းပဲကျွန်တော်တီးခံခြင်းစိတ်ကကျွန်တော်ကိုနှစ်သိမ့်မှုပေးမှာဖြစ်တယ်။နံပါတ်၁ကလက်တော်အစီအတားဖြစ်တယ်။လက်တော်အစီတားလို့ကျွန်တော်ကဘာလို့သုံးရလဲဆိုတရားသူကြီးမှတ်စာခိုင်းနှစ်အပိုင်း၁၄၁၆မှာဣသရေလလူမျိုးတွေက ဖယားသခင်ရှေ့မှာပြစ်မှားတဲ့အခါမှာသူတို့ဟာလည်းသူတို့လောကမှာကောင်းဝင်ကောင်းမှာပေါ့ဒါပေမဲ့ဖယားကိုပြစ်မှားတယ်ဖယားရဲ့အမြင်မှာအစင်မပြေတော့တဲ့အခါမှာတဲ့ဖယားကဘယ်လိုလုပ်တယ်လဲဆိုတော့တဲ့ထာဝရဘုရားဒီဣတရီလာအမျိုးနိုင်ပြင်းစွာအမျက်ထွက်လျက်အမျက်ထွက်လျက်လူယူသောသူတို့တို့အာ၍ပတ်ဝန်းကျင်ပတ်ဝန်းကျင်သောယန္တုရု၌ရောင်းတော်မူသည်ဖြင့်ယန္တုရုရှိမှသူတို့သည်တဖန်မရနိုင်ကြသူတို့သည် ထွက်သွားလေရာရာ၌သာဝရဖျားမိတ်မွချင်းဆိုတော်မူသည့်အတိုင်းလက်တော်အစည်းအတားနှင့်တွေ့၍အလွန်စင်းရဲခြင်းတို့ရောက်ကြ၏သူရာတွင် လူอยู่သောသူတို့လက်မှကယ်လွတ်သောတရားသူကြီးတို့ကိုသာဝရဖျားပေါ်ထွန်းစေတော်မူ၏အာမင်ကျွန်တော်အယံခွန်အားရတယ်အဲ့ဒါမှာအဲ့ဒါကပြည့်ညတ်တရားကာလမှာပြည့်ညတ်တရားကာလမှာဖျားကသူ့ကိုပြစ်မှားတဲ့အခါမှာဒီတိုင်းမနေဘူး ပြည့်ညတ်တရားမှာချိန်ဆထားတဲ့အတိုင်းအပြစ်ပေးတာလက်တော်အတားစီနဲ့ဆိုသူတို့ဘယ်တော့တော့ဘာလို့လို့အဆင်မပြေတော့အဲ့ဒါဖရားရဲ့လက်တော်အတားစီနော်ရန်သူလက်တီကိုအပ်တယ်တဲ့ဒါပြည့်ညတ်တရားခင်မှာနော်ဂျေစုတရားခင်မုံနော်အဲ့တော့အဲ့လိုအဗရမအလွန်စင်းရဲခြင်းကိုရောက်တယ်တဲ့ဒါပေမဲ့အဆုံးပါပါလေသူ့ရာတွင်လူယူတော်သူတို့လက်မှကယ်လွတ်တော်တရားသူကြီးတို့ကိုထာဝရဖရား ပေါ်ထွန်းစီတော်မူ၏ဟာလုယဘလောက်ကောင်းလိုက်တဲ့ဘုရားသခင်လဲပြည့်ညတ်တရားကာလမှာသူ့ကိုပြစ်မှားတဲ့သူကိုဣတရီလာလိုမျိုးတွေသူ့ကိုပြစ်မှားတဲ့အတွက်ကြောင့်ပြည့်ညတ်တရားသဘောအရာ လက်တော်အတားအစီနဲ့သူတို့ကိုနော်ရန်သူလက်ကိုအပ်ပရမသူရဲ့မျော်လင့်တဲ့အရာဖိနှွဲ့အောင်ဘုရားကိုယ်တိုင်တားဆီးပေမဲ့သူတို့ကောင်းလို့မဟုတ်ပါဘူးသူတို့ပြောင်းလဲနိုင်လို့မဟုတ်ပါဘူးဘုရားသခင် အချိန်တန်တဲ့အခါမှာ သူတို့ကိုကယ်လွတ်တဲ့တရားသူဂျေရီကိုဖခင်ကပြန်လို့မှပေးတယ်။ဒါနံပါတ်1ကျွန်တော်နားလည်ဖို့ရအတွက်လက်တော်အတီးအစီအတာကျွန်တော်ဓမ္မသစ်မှာလည်းပဲဟီဘရဲဆနဲ့ပိုက်ငယ်9:6မှာထိုမှတပါငါအသာထာဝရပြာဆုံးမတော်မူခြင်းကိုမမှတ်ပဲမနေနဲ့သင်အဖြစ်ကိုစစ်ဆေးတော်မူသောအခါစိတ်မပြတ်နဲ့ထာဝရပြာသည်ချစ်တော်မူသောသူတို့ကို ဆုံးမတော်မူတည်းလက်ခံတော်မူသည်မြတ်သောသားတို့ကို ဒံခတ်တော်မူတတ်ဤဟုသူငယ်တို့ကိုစိုးတကဲ့သို့တင်တို့ကို ပြောဆိုသောဩဝါဒစကားကို မေ့လျော့ကြတော်လောဖယားကားတဲ့ချစ်တဲ့သူကိုဆုံးမလဲလို့ပြောတယ်ချစ်ရင်ဆုံးမလဲအပြစ်ကိုစစ်ဆေးတယ်သခင်ခရစ်တော်ဗျာဒိတ်ကျမ်းမှာလည်းပဲအသင်းတော်ခုနှစ်ပါးကိုရည်တဲ့အခါမှာငါချစ်သမျှသောသူတွေအပြစ်ကိုငါစစ်ဆေးတယ်နှလုံးကြောက်ကတိမှွေနှောက်ပြီးစစ်ဆေးတယ်ဒါဆိုဖယားကကျွန်တော်ကိုအရန်ဂယုဆိုင် ဒါကြောင့်ဖယားကကျွန်တော်အတ္တတာမှာကျွန်တော်နှလုံးသားမှာသူနဲ့ဝေးနေတယ်ဆိုရင်လည်းပဲစစ်ဆေးတယ်စစ်ဆေးပြီးဆုံးမရင်လက်တော်အတားဆီးရှိတတ်တယ်ကျွန်တော်လောလောဆယ်အစဉ်ပြေနေလို့ဟုတ်တယ်မထင်နဲ့အစဉ်ပြေနေတယ်စပိုင်းစပိုင်းအစဉ်ပြေနေတယ်ဒါမဲ့ဖယားသခင်ကကျွန်တော်ကိုအားမရဘဲနဲ့ကျွန်တော်သူ့စီကိုပြန်ပြီးခိုးလုံလာဖို့ရန်အတွက်လက်တော်အစီအတားနဲ့ဣတရီလာလိုမျိုးကိုစွန့် ဒီဆုံးမတလို့မျိုးဖယားကကျွန်တို့ကိုဆုံးမနိုင်တယ်။အဲ့လိုဆုံးမရင်ကျွန်တို့ဟာကျွန်တို့မျောလင့်ခြင်းဟာဖိနှဲ့လာမယ်။နော်ကျွန်တို့မျောလင့်တလို့မျောလင့်တဲ့အရာတွေရောက်ဖို့ရန်အတွက်ခက်ခဲလာမှာဖြစ်တယ်။ဒါပေမဲ့ဟီဗျက်စနဲ့ပိုက်ငါ၁၁တဲမှာလည်းထပ်ပြီးပါပြောထားလဲဆိုတော့ဆုံးမခြင်းမြည်ဒီကခံရစရာအခါဝမ်းမြောက်စရာမထင်။ဝမ်းနည်းစရာထင်တတ် သို့တော်လဲဆုံးမချင်းကိုခံရသောသူတို့သည်နောက်မှငြိမ်သက်ခြင်းနှင့်ဆက်ဆိုင်သောဖြောင့်မတ်ခြင်းအကျိုးကိုခံရကြ၏အဲ့တော့ကျွန်တော်အတ္တတာမှာအစိတားနဲ့ကြုံတွေ့ပြီးမှဖရားဆုံးမခြင်းကြောင့်ကျွန်တော်မျော်လင့်တဲ့အရာတွေမဖြစ်နိုင်မရောက်နိုင်မဲနဲ့အစိအတားတစ်ခုလို့နော်ကျွန်တော်ကြန့်ကြာနေတယ်ဆိုရင်ဖရားဆုံးမခြင်းကြောင့်ဖြစ်ရင်ကျွန်တော်ဘာလုပ်ရမလဲအတ္တတာပြင်ဆင်လိုက်နောင်နာရဟုတ်တယ်လား ကိုယ့်ရဲ့အသက်တာမှာပြင်ဆင်တဲ့နာပြင်ဆင်လိုက်ဣသရီလလူမျိုးတွေအတွက်ပင်လင်ဖရားကကယ်တင်တဲ့တရားသူကြီးပေါ်ထွန်းစေတယ်ကျွန်တော်တို့ကလည်းဆုံးမခြင်းပြီးတဲ့အခါမှာဝမ်းမြောက်စရာငြိမ်သက်ခြင်းနဲ့ဆိုင်တဲ့အကျိုးနဲ့ဖရားကပြန်ပြီးနှစ်သိမ့်တဲ့ဖရားဖြစ်ပါတယ်အာမင်ဒါကြောင့်နံပါတ်1ကျွန်တော်နားလည်ဖို့ရန်အတွက်ကျွန်တော်မျှော်လင့်တဲ့အရာတွေချက်ချာတဲ့အခါမှာ ျွန်တော်စူးစမ်းသလောက်မဖြစ်ဘူးအဆင်မပြေဘူးလက်တော်အစီအတားလိုမျိုးဂျုံရတဲ့အခါမှာကျွန်တော်နားလေပွင့်ရအတွက်ငါရဲ့နှလုံးငါရဲ့စိတ်ငါရဲ့အသက်တာမှာဖယားသခင်အာရနှစ်သက်ခြင်းမရှိတော့ကြောင့်ဖယားကအဆုံးမနေတာလားဆိုတော့ကိုစင်ချင်ဘူးဒါကြောင့်ဒီနာကျမ်းထဲမှာစင်ရဒုက္ခခံရတဲ့အခါဘာလို့ခံတာလဲစင်ချင်ပါလို့ပြောထားတယ်စင်ချင်ပါဖယားဆုံးမလားဆိုရင်ခံယူပါဖယားသခင်ကဆုံးမခြင်းနောက်ွယ်မှာညီတဲ့ချင်းနဲ့ရှင်တော့ ဝမ်းမြောက်ခြင်းအကျိုးနဲ့အမြဲတမ်းအဆုံးသတ်ပေးတဲ့ဘုရားဖြစ်ပါတယ်ဟာလေလုယာအရန်ကောင်းမြတ်တဲ့ဘုရားဖြစ်ပါတယ်နံပါတ်၄ကြတော့ဝိညာဉ်တော်စီးတားလို့ဝိညာဉ်တော်ကိုယ်တိုင်ကဘုရားသခင်ကိုယ်တိုင်ကစီးတားလာအဲ့လာကဆုံးမလို့မဟုတ်ဘူးနော်ဒါတမန်တော်ရှင်ပေါ်လို့ပင်လင်ဆိုဝိညာဉ်တော်ရဲ့စီးတားခြင်းခံရတယ်ဖြူကိပီကလာတိပီကိုလျှောက်သွားပြီးမှအာရှိပြင်တိုင်းနှုတ်ကပတ်တရားတော်ကိုမဟောစီခြင်းကား တန်ရှင်သောဝိညာဉ်တော်သည်မြစ်တာတော်မူသဖြင့်ဟာနှုတ်ကပတ်တော်ဟောတာကောင်းလားကောင်းတယ်လေဘုရားရှင်ဘောလို့ဟောမဲ့တရားကအမှားပါလားမပါဘူးတကယ်ဘုရားသခင်စင်တဲ့ဓာတ်ရရတဲ့ဗျာဒိတ်တော်ဟာဒီဗျာဒိတ်ကိုဟောဖို့ကိုဘုရားပါလို့လေဝိညာဉ်တော်ကိုလည်းသူ့ကိုမဟောဘူးစီးတာတယ်မဟောဘူးစီးတာတဲ့ကတော့သွားလို့အဆင်မပြေတော့သွားဟောလို့မရတော့ အဲ့လိုပဲတခါလေကျန်အမှုတော်နဲ့ပတ်သက်တဲ့အရာပဲဖြစ်ဖြစ်ကျွရဲ့အသက်တာအတွက်ကောင်းတဲ့အရာပဲဖြစ်ဖြစ်ကောင်းတယ်ကောင်းလာပဲကွာမရောက်ကွာအဲ့ဒီခါမှာကျွန်တော်မစီမဆိုင်ဘေးလူကိုလည်းစိတ်ဆိုးမိတာမျိုးလည်းမဖြစ်ဘူးလို့အတည်းဝိညာဉ်တော်ကိုယ်တိုင်ကအချိန်မတန်သေးလို့စီတားလာလဲရှိတတ်တယ်အာမင်အဲ့ဒါကိုဒါလည်းကျွန်တော်နားလည်ဖို့လို့အတည်းကျွန်တော်မျှော်လင့်နေရတာ ဇမအီတာဆိုရင်တော့အမေရိကန်မပွဲသွားอยู่ပဲပေါ့ကျွန်တော်လည်းအချစ်ကျဆူတောင်းပေးတယ်ဖုန်းထဲနေလည်းဆူတောင်းပေးတယ်အိမ်မှာလည်းသွားဆူတောင်းပေးတယ်နော်အာမရအောင်နော်ဝိညာဉ်တော်စီတာတေးအောင်ဆူတောင်းပေးလဲမရအောင်နော်ဘာကောင်းတယ်ဘာဖြစ်လဲပြန်ထည့်လာဒေါ်လာဘယ်လောက်လဲပါသွားတာ900နဲ့60လောက်မသိဘူးနော်ဆရာပေးလိုက်တော့မှပူကောင်းလာစရောအော်ဆရာပေးပြီးမသွားမသွားမ try လဲပဲကြည်နပ်မလဲနော်ဘာပဲရရမရ try ကြည့်မယ်ကွာတော့ try လိုက်တယ်ဟာလား ်ဘာပြောပဲဘာခေါက်သွားရတာပေါ့ကွာမြန်မာပြည်ဘက်ကနေပြန်မလာလင်းလင်းနားလာဆိုတော့အချို့သွားရတယ်အဲ့လိုပဲကျွန်တော်လည်းအဲ့လိုပဲအမေရိကသွားခါနေပဲကျွန်တော်ကိုလင်းလက်မဖိုးဆိုတော့မှလည်းအလှူငွေပေးတဲ့သူပါရှိတယ်မသွားလိုက်ရအောင်နော်ဆိုတော့ခုကျွန်တော်ဟလာအဒေါ်နယ်ထွန်းလာဟလာဒေါ်နယ်ထရမ့်ဆိုဒေါ်နယ်ထွန်းလို့ခေါ်ကြမြန်မာတွေသူလှုပ်လိုက်မှတို့မြန်မာပြည်သားတွေဟလာအမေရိကသွားလဲပို့တော့မသိအစင်မပြေတော့ထားလိုက်တော့ပြောချင်တာက ကျွန်တော်လောကအရာနဲ့ဆိုင်တဲ့အရာပဲဖြစ်ဖြစ်ကျွန်တော်မျောလင့်တဲ့အရာကျွန်တော်ကောင်းတယ်ကျွန်တော်ကောင်းတဲ့အရာတွေအမှုတော်နဲ့ပတ်သက်တဲ့အရာတွေကျွန်တော်ရည်မှန်းထားတဲ့အရာတွေနော်ကြိုးစားပါရဲ့နဲ့လုံနေရပါရဲ့နဲ့အထမမြောက်ဘူးမရဘူးတွားလို့မရဘူးမဖြစ်ဘူးအဲ့ဒီခါမှာကျွန်တော်ကဝိညာဉ်တော်စီးတားလို့လည်းဖြစ်နိုင်တယ်တခြားသောသူတွေကိုကျွန်တော်ကပြစ်တင်စရာမလိုဘူးနံပါတ်3စာရန်ကလည်းစီတာတက်ပြန်တယ် ဒီနေရာမှာကြပါလေစာလံကစီးတာလားဖယားသခင်ဆုံးမလာလဲမဟုတ်ဘူးဝိညာဉ်စီးတာလဲမဟုတ်ဘူးစာလံစီးတာလားလဲရှိတယ်တိတက်ခန်းချင်းနဲ့အပိုင်ငယ်၁၈မှာထူးကြောင်ငါပေါ်လူဒီတင်းတို့ရှိရသူလာခြင်းကနှစ်ကြိမ်မြောက်အောင်အလိုရှိတော်လဲစာလံဒီစီးတာလေဒီတခါတော့ဝိညာဉ်ရောမဟုတ်နှစ်ကြိမ်မြောက်အောင်လာဖို့ဆန္ဒရှိတယ်တဲ့နှစ်ခါလာခြင်းတယ်ဒါပေမဲ့ ။ဘာလဲလဲ။စာလံကစီးကြတယ်။စာလံစီးကြလို့ပေါ်လူတော်မသွားရလား။ဟာကျွန်တော်ခရိယန်တွေကနော်စာလံကိုအယမ်းထင်သေးတာ။စာလံဒီရှုံရွေးထွက်ပြေးရှုံ။စာလံဒီရှုံရွေးထွက်ပြေးရှုံ။နော်လွယ်လွယ်လေးနဲ့စာလံကိုရှုံထွက်ပြေးမလုံးနဲ့ပေါ်လူတော်မစာလံစီးကြလို့သွားရလား။မရဘူးနော်မရဘူး။စာလံကိုစို့ထင်မသေးနဲ့။ ဒိုင်လာလဲမှာကာဘီလာကဒိုင်လာစီမတရင်စကားလာပါလာနော် အမစာလငါ21ရဲ့ပလုံစီတာတော့လာလို့မရဘူးကာဘီလာတော့မစာလငါကိုကြော်လို့မရအောင်နော်အဲ့ဒီမှာအမျက်ဆုံးသောမင်းတဲကမစ်ခီလာကလာကူမှပဲအဲ့ဒါကာဘီလာကဒိုင်လာစီရောက်တာအဲ့တော့ရှင်ဘောလူလဲသူ့ရဲ့အသက်တော်စာလစီတာတဲ့အခါမှာသွားလို့ရမရမရအဲ့တော့ စာလံစီးတာတဲ့အခါကျရင်တော့ကျွန်တော်ကဖရာသခင်ကလက်တော်နဲ့ကူညီမှရတာဖြစ်တယ်။နော်။ဖရာရဲ့အလိုတော်ကိုရှာ ဖရာနဲ့ပြန်ချင်းကနော်ကျွန်တော်စာလံစီးတာလဲကျွန်တော်အဆင်မပြေတာရှိတယ်။နံပါတ်၄နံပါတ်၄ကတော့တကားကြီးလွန်းလို့အစီတာရှိတတ်တယ်။ဘာကြီးလွန်းလို့လဲ။တကားကြီးလွန်းလို့နော်။တိကောခိုင်း၁၆အပိုင်းငယ်၈နဲ့၉မှာ ်ပင်တကုတ်တီပွဲနေ့တိုင်အောင် အဖက်မြုံနိုင်ငါနေရမည်အကြောင်းမူကားအလွန်ကြီးစွာသောတကားသည်အစင်သိမ့်၍ငါအားဖွင့်လက်ရှိစီတားသောသူအများလည်းရှိကြ၏တကားကအရန်ကြီးတဲ့အခါမှာကောင်းကြီးမင်္ဂလာတကားကအရန်ကြီးတဲ့အခါမှာအစီတားတွေများလာလဲရှိတတ်တယ်ဒါကြောင့်ကျွန်တော်ရဲ့အသက်တာမှာကျွန်တော်မျောလင့်တဲ့အရာတွေဖိနှဲ့တဲ့အခါမှာအစီတားတွေများတဲ့အခါမှာစိတ်နှလုံးပူပန်စီတတ်တယ်ဒါပေမဲ့ ယေရှုခရစ်တော်ကိုယုံကြည်တဲ့ဖယားသားသမီးတွေကအဲ့ဒီအစီတာနှောင့်နှေးတဲ့အရာဘာကြောင့်လဲဆိုတော့ကျွန်တော်ဆင်ခြင်ရမှာဖြစ်တယ်။စိတ်နှလုံးပူပန်ပြမစိတ်ပြတ်သွားဖို့မဟုတ်ဘူး။ဟုတ်တယ်မျော်လင့်တဲ့အရာနှောင့်နှေးစိတ်ပူပန်ပူပန်စေတယ်။ဒါပေမဲ့နှောင့်နှေးကျွန်တော်ယုံကြည်သူကပူပန်ခြင်းနဲ့မသွားရအောင်။ဘာကြောင့်လဲ။ငါ့ကိုဖယားသခင်ကဆုံးမလာလား။နံပါတ်1 ဖရာသခင်ကအလိုတော်မရှိသေးလို့ဝိညာဉ်တော်ဖရာကိုယ်တိုင်ကစီတားလာလားနံပါတ်3စာလံကစီတားလာလားစာလံကစီတားရင်အချိန်တိုင်းဖရာသခင်စီရနေစစ်ကူလာမှာဖြစ်တယ်မပူနဲ့နံပါတ်4တကားကြီးလုံးလို့အစီတားများလာလားဘလို့အစီတားပဲဖြစ်ဖြစ်အချိန်တိုင်း okay သွားမယ်ပြောရအောင်အချိန်တိုင်း okay သွားမယ်လို့โอเคมาสู้ปีตัวเมลอาเมน အချိန်တိုင်းရောပါလေ okay မှာစူပြေးသွားမယ်နောက်ဆုံးတစ်ချက်ကတော့နော်ကိုညံ့လို့မရောက်တာလည်းဖြစ်နိုင်တာဘုန်းနော်ကိုယ်ကလည်းကိုညံ့တာလားဆိုတော့ခါခါကြံ့လင်းကျွန်တော်ဘိတ်အရန်စားလာနော်အဲ့တော့ဆရာမပြောလဲအေးဝပြန်လာရင်ဟင်းဝယ်လာခဲ့တဲ့ဆိုဟင်းဝယ်လာခဲ့ထမင်းချက်ထားမယ်လေနော်ကျွန်တော်လည်းအာရပါရနော်မိမပါကြိုက်လဲကိုပါကြိုက်လဲဟင်းဝယ်လာတယ် ဝယ်လာအိမ်ရောက်တော့စားမဲဆိုကျွန်တော်ဟင်းနေပါလေကိုခိုးဖို့ဟာဟင်းခွက်ထဲမှာထဲ့တာထမင်းခိုးတော့မဲဆိုတော့ထမင်းဦးသွားဖွင့်တော့ဒီတိုင်းကြီးရည်နဲ့စမ်းနေမယ်မနေရသေးဘူးတဲတော့တဲလားမနေရသေးဘူးဟာအဲ့ဒီခါမှလေဘာရစားလိမ့်မလဲဟင်းကလည်းအစင်သင့်လေအဲ့ဒီခါမှလည်းမလွယ်အောင်တော့အဲ့ဒီခါမှလည်းမလွယ်ဆိုတော့အဲ့ဒါလေကြာတော့ကုညံ့လို့နော် ူညံ့လို့နှောင့်နှေးတာရှင်မတဲ့ခိုင်း၁၄ရှင်မကုတ်ခိုင်း၆ရှောင်းခိုင်း၆တဲမှာကျွန်တော်ကြည့်တဲ့အခါမှာသခင်ခရစ်တော်ရည်ပေါ်မှာဆက်တော်ဖြစ်တဲ့အကြောင်းကိုကျွန်တော်တွေ့ရမယ်အဲ့ဒါမှာတပည့်တော်တွေကိုလွှတ်တယ်လွှတ်တော်တပည့်တော်အိုင်တစ်ဖက်ကိုအရင်ကူခိုင်းတယ်လှေနဲ့သွားကူးတဲ့အခါမှာတဲ့လေမသိမ့်ဘူးတဲ့အဲ့ဒီခေတ်ခါမှာကတက်တခုတည်းနဲ့တော့မရောက်လို့သူတို့လှေတွေကကြီးတယ်လှေကကြီးတဲ့အခါရွက်လှေရွက်လှေဆိုတာက ဟိုဘက်သွားရင်လေကဒီဘက်ကနေတိုက်ပေးမှာဒါမှမဟုတ်တစ်စောင်းလောက်ဆိုတော့အဆင်ပြေတယ်ရက်ကိုထိန်ပြမလေသွားရတစ်စောင်းတိုက်တာရတယ်အနောက်ကနေတိုက်လာရအရှိကနေလာတိုက်တော့မရတော့ဘလူးမှရက်ကိုထိန်လို့မရဘူးနော်လေကဒီဘက်သွားမဲ့အရှိကနေလာလှိုင်းကဒီလိုပဲလာပြမလေလေကိုနောက်ဆုတ်သွားတာဘလူးလှော်တော့မရဒီအိုင်နီပါလေဆိုတာကသူကရီမစီးဘူးလေနော်ကာလဲအိုင်ဆိုတာကအဲ့တော့ သူတို့ကကားတစ်ဘက်ကိုကူးတဲ့အခါမှာလေကဟိုးဘက်ကနေလာတော့လေမသိမ့်တော့တဲ့ဘယ်လိုဖြစ်လဲဆိုတော့တဲ့ရှင်မကုတ်ကိုင်း6ပိုင်းက40ရှင်မလေမသိမ့်တော့ကြောင့်တပဲ့တော်တို့တက်ခတ်၍ပင်ပန်းကြသည်ကိုမြင်တော်မူ၏ပြောရအောင်မြင်တော်မူ၏နောက်ထပ်ပြောအောင်မြင်တော်မူ၏ဘယ်သူမြင်တာလဲသခင်ယေရှုမြင်တယ်ဟာလုယာလေမသိမ့်တဲ့အတွက်ကြောင့်တက်ခတ်ပြီးသူတို့တွေပင်ပန်းတာကိုဖခင်ကမြင်တယ် ဒါအောင်ကျွန်တော်ဘဝအတ္တမှာကျွန်တော်ယုံကံနေတဲ့ကျွန်တော်ပင်ပန်းနေတဲ့ကျွန်တော်ရှေ့မရောက်နိုင်တဲ့ကျွန်တော်ဒုက္ခကိုသခင်ရှုမြင်တာဖြစ်တယ်ဟာလုယအဲ့လိုမြင်တဲ့အခါမှာတဲ့ဘာလို့လဲဆိုတော့ည၃ချက်တီးကျော်အချိန်တိုင်းတဲ့အိုင်တော်မှာဆက်တော်ပြန်ညတကောင်မှာအိုင်တော်ဆက်တော်ပြန်ပြောမှာတဲ့သူတို့ရှေ့ရမှာကြွရအနားမှာရှောက်သွားမြည်ပြုတော်မူ၏တဲ့သူတို့စီအချစ်ရှုလို့ကြွလာတဲ့အခါမှာလေကြောက်လန့်ကုန်တာဖုတ်သစီလို့ထင်ကြတယ် ဖုတ်တဆေဆိုတော့ထင်ကြကြောက်လန့်ကြဒါပေမဲ့အဲ့ခါမှာသခင်ယေရှုကငါပင်ဖြစ်တယ်ဆိုလို့ပြောတဲ့အခါမှာအဲ့တော့မှတော့သခင်ယေရှုဒီအဲ့လိုပြောလာတကယ်ပီတရုကရည်ဒီပါတော့ရည်ပေါ်မှာတော့မှနော်လမ်းလျှောက်လိုက်ရသေးတယ်အာကုရောဆွေတော့ကျွန်တော်လာခွင့်ပေးပါဆိုတဲ့ဟာလေနော်အဲ့တော့သူတို့တက်ခပ်ပြီးပင်ပန်းတာကိုမြင်တဲ့အခါမှာစဉ်းစားကြည့်နော်မြင်တဲ့အခါမှာအဲ့ဒီလေကိုအဝေးကနေအမိန်ပေးလို့ရတယ် လေတင့်အောင်မတင့်တဲ့လေကိုတင့်သွောင်းအမိန်ပေးလို့ရတယ်။ဒါမဲ့သခင်ယေရှုကသူကိုယ်တိုင်သူတို့အနာကိုလာပြီးအချစ်ရှုကြွလာတာဖြစ်တယ်။အာမင်။အဲ့တော့အဲ့ဒီပြည်လဲမှုဟာတဘာဝအတိုင်းပြည်လဲသွားတယ်ဆိုတာမျိုးမဖြစ်စေချင်ဘူး။ဒီမှာနားလဲဖို့ရန်အတွက်။အကယ်၍သခင်ယေရှုကအဲ့ဒီလေကိုလေအဲ့ဒီလေကိုအနောက်ကနေကွာသူအနောက်မှာဆူတောင်းမကြံခဲ့တယ်။ဟေးလေခိုးဘက်ကနေပြန်တိုက်ဆန်းလို့ပြောရင်အဲ့ဒါဖြစ်မှာပဲ။ တပည့်တိုင်းဖြစ်ရင်ပီတုတို့တပည့်တော်တွေပါဖြစ်လဲဟာတော်သေးတယ်လီကွာဆိုလီကူကြီးစွနေတင်နေမှာနာမည်သူကိုယ်တိုင်းမလုပ်လဲအချီအရှူကြွာလာတယ်။အဖယားသခင်ကငါတို့ကိုဂယူဆိုင်တယ်ဖယား။ဖယားသခင်ကငါတို့ကိုကူညီတဲ့ဖယားဆိုတာကိုသိစေချင်တာဖြစ်တယ်။ဒါကြောင့်ဘဝမှာကျတို့တက်ခတ်လို့ပင်မတဲ့အချိန်ခရီးမရောက်တဲ့အချိန်မှာဖယားကသူကိုယ်တိုင်းတင်တဲ့ကျွန်ုပ်ကိုကူညီတယ်ဆိုတာကိုတက်တည်ထူဖို့ ကျွန်ုပ်စီကိုအကြည့်ရှုကြွလာမှာဖြစ်တယ်။အဲ့တော့ယောဟန်6 20:27မှာဆိုရင်ကိုတော်ကလည်းငါပင်ဖြစ်သည်မကြောက်လန့်ကြနဲ့မိန်တော်မူလင်းလှေတဲသူကိုတော်ကိုဝမ်းမြောက်စွာခံယူကြ၏။ရောက်လူသောအရတ်တို့တခဏချင်းတွင် စိုက်လေ၏။ live ပြောရအောင်တခဏချင်းတွင် စိုက်လေ၏။ဘာလဲလဲ?တခဏချင်းခုနကအိုးအရန်ခက်ခဲမရောက်နိုင်ရှေ့မရောက်နိုင်ရှေ့ရောက်ဖို့စူးစမ်းလေအနောက်ပြန်ဆုံနေတယ် ဒါပေမဲ့ကိုရောရောက်တဲ့အခါမှာတခဏချင်းကိုရောရဲ့ကူမချင်းရောက်လာတဲ့အခါမှာတခဏချင်းလွယ်လွယ်ကူကူပြည်လဲသွားတယ်အချုပ်ပြဿနာတွေကလေဘယ်လိုဖြေရှင်းမှလည်းမသိဘူးမပြည်လည်နိုင်ဘူးအရန်ခက်ခဲတဲ့ကိုပြဿနာကဘာလဲအကြီးကြီးလိုပဲဒါပေမဲ့ကိုရောကြောင့်တခဏချင်းလွယ်လွယ်ကူကူပြည်လဲသွားတဲ့အချိန်ရောက်မှဖြစ်တယ်အာမင်အဲ့ဒါကြောင့်ကျွန်တော်ယုံကြည်သူညီကောင်မောင်တို့ကျွန်တော်အရောက်ချင်းစင်နားလဲဖို့ ကျွန်တော်မျောလင့်တဲ့အရာတွေကြန့်ကြာတဲ့အခါမှာပူပန်တက်ပေမဲ့အတင်နဲ့ကျွန်တော်မပူပန်ပါနဲ့ဖះဆုံးမတဲ့ကာလမို့လို့လားဖះဆုံးမရင်ဖះကတွင်နှလုံးသားမှာနားလဲစီမှာဖြစ်တယ်ကိုယ့်ရဲ့အားနဲ့ချက်ကိုကိုယ့်ရဲ့အမှားကိုမြင်စင်မှာဖြစ်တယ်အဲ့ဒီခါမှာကျွန်တော်ပြင်ဆင်လိုက်ယုံပါပဲဝိညာဉ်တော်ကစီတားတယ်ဆိုရင်လည်းဝန်းနေစရာမှမဟုတ်တာအချိန်မတန်သေးလို့မပေးသွားတာအချိန်မတန်သေးလို့မပေးလို့တာ ဘာမှမဘာဖြစ်ဘူးအချိန်တိုင်းရင်ဘုရားကလုခွင့်ပေးမှာဖြစ်တယ်။ဆာလံကစီတာလို့ဖြစ်တာလားမပူပါနဲ့ဘုရားသခင် လက်တော်ကူမခြင်းအပြင်အဲ့ဒီဆာလံစီတာခြင်းလည်းကျွန်တော်ကြော်လွန်အောင်မှာဖြစ်တယ်။နောက်ဆုံးတကားကြီးလွန်လို့အစီတာရှိတာလည်းဖြစ်နိုင်တယ်။ဘလို့အစီတာပဲရှိပါစေသခင်ယေရှုအပြင် တခဏချင်းမှာအဲ့ဒီကျွန်တော်ရဲ့မျော်လင့်တဲ့အရာပြည့်စုံပြီးတော့မှအသက်ပင်ကဲ့သို့အိုးဖရာသားသမီးရဲ့ ဖြစ်ခြင်းဖရားရဲ့ကူမခြင်းတသက်တဲ့အာရဝမ်းမြောက်ခြင်းကျွန်တော်ခံစားရအောင်မှာဖြစ်ပါလေ။ဒါကြောင့်ဒီအချက်လေးချက်ကိုမမေ့ပါနဲ့ဆင်ခြင်ရအောင်နှလုံးသွင်းရအောင်။နော်အဲ့ဒီအစီတားချားထဲမှာရှိနေတဲ့အချိန်မှာသခင်ယေရှုကမြင်တော်မူတယ်ဆိုတာကိုသတိရအောင်။ "तू မြင်ယုံတင်မကဘူး तू ကိုယ်တိုင်အချစ်ရှုကြွလာမယ်။တခဏချင်းမှာပြည်လဲသွားအောင် ကျွန်တော်အခက်ခဲအစီတား ကြံ့ကြံ့မှုတွေကိုသခင်ရှုအပြင်ပြည်လည်သွားမှာဖြစ်ပါတယ်အာမင်အရောက်တိုင်းပေါ်ဖျာရှင်ကောင်းချီးပေးပါစေအားလုံးမတက်ရပြမဆုတောင်းစကားနှံ့ရအောင်